ဂိမ်းဥစားပြီးစိန်ခေါ်တဲ့ဦးတန်ကတော့ပွဲတိုင်းနိုင်နေပါပြီ။စာကောင်မိုတိုကတော့ကြေးစားလောကမှာလည်းကံကိုယုံတဲ့ကောင်တွေကအစောဆုံးတည်ကြရဲလို့ပြောလာပါတယ်။ရှင်းကတော့ဘာမှနားမလဲပဲဖဲဝင်ရိုက်ပါတယ်။အဲ့ချိန်မှာသူနဲ့လူလူညင်းခွင်ရဲ့ဖဲချက်ကတိုးကျသွားတာ။သူ့ဖဲချက်ကိုမြင်တော့ချက်ချင်းဂိမ်းနဲ့နိုင်တဲ့ဖဲချက်တွေမှတဝိုင်းလုံးတည်သွားပါတယ်။ဒါကိုရှင်းလဲသိလိုက်ပါတယ်။ဒါကြောင့်မယ်ရှင်းကအကုန်ပုံအော်ပြီးဆော့လိုက်တာနိုင်သွားပါပြီ။စာကောင်မိုတိုကလည်းအကုန်လုံးကိုပုံအော်လိုက်ပါတယ်။ လောင်ကစားဆက်ကလက်စစ်တန်တိုင်းနဲ့ဆဲလို့ရတယ်ဆိုပေမဲ့ဆာကာမိုတိုကနောက်ဆုံးလက်ထဲမှာကျန်တဲ့ဒိုပြားတစ်ခုနဲ့ဆက်ကိုလှမ်းပစ်ပြီးဆက်ရဲ့လာရကိုပြောင်းလဲပစ်လိုက်ပါတယ်။ဒါကြောင့်မဲဆာကာမိုတိုကအနိုင်ရရှိသွားပါပြီ။အချိန်ပြည့်တော့အနိုင်ရငွေအားလုံးကအတူတူပဲဖြစ်နေပါတယ်။နောက်တော့အားလုံးတည်ထားတဲ့ဂိမ်းကစားမယ်ဆိုပြီးဖေးချက်တွေဝေပြီးနောက်ဆုံးဂျိုကာကျန်တဲ့သူကအရှုံးမဲဆိုပြီးဂိမ်းကစားကြပါတယ်။ဂျိုကာကဆက်ဆက်ချင်းလူလူစီမံရှိနေရာကြောင့်မူတန်ကဂျိုကာကိုယူလိုက်ပါတယ်။ရှင်းလဲဦးတန်းစစ်ကိုဖက်ဖို့စူးစမ်းပေမဲ့ဦးတန်ကအတွေးပေါင်း16000ရှောက်တွေးလိုက်လို့ရှင်းလဲအုံနောက်ဝှေ့ပြန်သွားပါပြီ။ ဆာကာမူရိုလည်းရောက်တော့ဦးတန်ကဂျိုကာမဟုတ်တဲ့ကက်ကိုဆွဲရမယ်ဆာကာမူရိုကကက်ကိုဖိထားတာဆွဲမရပါဘူးနောက်ဆုံးဦးတန်လက်ထက်ရောက်သွားတာကဂျိုကာကက်ဖြစ်နေပြီးဆာကာမူရိုကကက်လဲလိုက်တာပါဒီဂိမ်းမှာတော့ဦးတန်ရှုံးသွားပြီးလူလူကိုလည်းပြန်ခေါ်မရတော့ပါဘူးတခြားမာဖီးယားကိန်းသားတွေကဦးတန်ကိုဒေါသထွက်နေကြပါပြီမအားလို့ဂျပန်အထိလာတာသခင်မလေးကိုပြန်ခေါ်ဖို့မင်းရဲ့ဆောက်ရုံပါတဲ့ဂိမ်းနဲ့ကစားဖို့မဟုတ်ဘူးလို့ပြောပြီးရှင်းပြလိုက်ဖို့လုပ်ပါတော့တယ်အဲဒီအချိန်မှာဦးတန်ကမင်းတို့တနက်တွေပြစ်လိုက်တာနဲ့ပောက်ကွဲအောင်ငါလှုပ်ထားတယ်လို့ဆိုပါတယ် မာဖီးယားတွေဘာလို့ကမှမသိကြောင်သွားတဲ့အချိန်မှာဆာကာမော်တိုတို့ကစပြီးတိုက်ခိုက်ပါတော့တယ်မာဖီးယားတွေကလည်းအကုန်မောက်သွားရပါပြီဦးတန်ကလည်းဒီဂိမ်းမှာဆာကာမော်တိုနိုင်ပါတယ်ကျွန်တော်ကတော့တခင်မလေးကိုအန်ဒီဖြစ်စီမိပြီလို့ပြောပြီးလူလူကိုဆာကာမော်တိုစီပဲအပ်လိုက်ပါတယ်ဦးတန်မှာဆာကာမော်တိုဆိုင်ရဲ့ဝန်ထမ်းဖြစ်လာပါတော့တယ်လောင်ကြီးအတိုင်းဆာကာမော်တိုကိုစူကြီးထုံထားတဲ့သူရဲ့အချက်ကိုပြောပြပါတယ်ဒါပေမဲ့နီးစက်တဲ့အချက်လက်တချို့ရှိရလို့ဦးတန်ကပြောလာပါတယ်အရှိတော်အရှာကထောင်းတစ်ခုမှာတည်ရကြခံနိုင်ရတဲ့တိုက်ကကျင်းသားလေးရောက်အသက်ခံနိုင်ရပါတယ်တက်ပြီးတော့နေရာမှာစလားလို့ရေးထားပါ ခုတလောဂျပန်မှာလူတက်မှုတွေများနေပြီးအသက်ခံရတဲ့အလောင်းတွေကအကျဉ်းသားတွေအသက်ခံရပုံနဲ့ပုံစံတူတွေဖြစ်နေပါတယ်။တချို့ကအပေါက်ဖောက်ထားပြီးတချို့ကအပိုင်ပိုင်းဖြတ်ထားတာပါ။တချို့ကတော့အသားတွေနှော်ထားပြီးတချို့ကဘောလုံးသေးသေးလေးလိုဖိတိတ်ထည့်ထားတာပါ။ဒါဟာ slide လက်ချက်ပဲလို့ဦးတန်ကပြောပါတယ်။ဖြစ်နိုင်တာကတော့တည်တံ့ကြတဲ့အကျဉ်းသားလေးယောက်ကတည်ဆုံမှုအတုကိုလုပ်ပြီးအခုဂျပန်မှာလာဘုံနေရဖြစ်နိုင်တယ်လို့ဆိုပါတယ်။တမင်ကောင်းတဲ့လူကလူလေးယောက်ကိုဆာကာမိုတိုရဲ့အချက်လက်ကိုပေးနေပါတယ်။အဲဒီလူလေးယောက်ကတော့လူပေါင်းရကြီးတက်ခဲ့တဲ့သူတွေပါ။ ဆာကာမိုတိုပုံကောမြင်တော့ဒီဖက်ဒီကမင်းတို့ကိုဗာရီမန်ဒုက္ခပေးနေလို့လေလို့မေးတော့ဒီစင်းတဲ့ကလူတွေကိုအထင်မသေးတာကောင်းတယ်မဟုတ်ရင်အသက်ပါပေးလိုက်ရမယ်လို့ဆိုပါရင်လူလေးရောလည်းအချိန်တလပဲလူတော့တယ်တလပြည့်ရင်နောက်စင်းတခုယူလာခဲ့မယ်မဟုတ်ရင်ဂျပန်တွေကိုလိုက်တက်မိလိမ့်မယ်လို့ပြောပြီးထွက်သွားပါတယ်။ဦးတန်ကတော့ဒီကောင်တွေကအန်ရီအများကြောင့်နဲ့ဒီကောင်တွေနဲ့မတွေ့ခင်တခင်မာလေးကိုပြတ်ခေါ်သွားခြင်းကြောင့်ပြောနေပါတယ်။ဆာကာမိုတိုကတော့ဒီလူသက်သမားတွေနဲ့တိုက်တိုက်တွေ့ရင်စလားရဲ့ချက်လက်တွေကိုရနိုင်မှာပဲလို့ဆိုပါတယ်။ ဦးတက်ကတော့ဒီကောင်တွေကစိတ်တစားလူသက်သမားတွေဖြစ်တာကြောင့်မာဇီယာတို့ကြီးစားတို့လိုလူရင်းနဲ့မတူဘူးဒါကြောင့်ထိတ်တိုက်မတွေ့ဖို့တတိပေးပါရယ်ဆာကာမိုတိုတို့ကတော့မမှုပဲဒီကောင်တွေအနေနဲ့များရင်လွတ်ထားလို့တော့မရတော့ဘူးဒီလိုမျိုးပြောလာပါရယ်အပိုင်း၁၁ကတော့ဒီမှာရင်ပြီးဆုံးတော့ပါရယ်ဒါကတော့ဆာကာမိုတိုဒီစီဇန်1ရဲ့ဆုံးသက်လည်းဖြစ်ပါရယ်